ဒီနေ့ဧပြီလ18ရက်နေ့မှာကြာရောက်တဲ့မြန်မာနှစ်ဆန်းတရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့မှာရှိတဲ့ရွှေဒဂုံစီတို့ပါဝင်ဖျားစီတီတွေမှာဖျားဘူးကုသိုလ်ပြုသူတွေမြပြခဲ့ပါတယ်။ဖျားဘူးကုသိုလ်ပြုသူတွေဟာပန်းရည်တန်းစီမီးတွေကက်လူပူဇော်တာရေသက်ပေးတာဝိပုစုတောင်းတာနဲ့စတုဒေတာလှူဒန်းတာတွေနဲ့ကုသိုလ်ပြုခဲ့ကြတာဖြစ်ပါတယ်။မြန်မာနှစ်ဆန်းတရက်နေ့မှာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာဥပုပ်တီလာစောက်တေးတာ တက်ကြီးရွယ်ဦးတွေကိုပူဇော်ကြတော့တာဇီဝိတာဒါနအလှပြုတာတွေကိုဆောင်ရွက်လေးရှိတာဖြစ်ပါတယ်။ဒါအပြင်ငါးလွတ်တာငှက်လွတ်တာတခြားသရိုက်ဆန်တွေကိုဘေးမဲ့ဘေးလူဝဲတွေကိုလည်းမျိုးရွာအနှံ့တွေမှာပြုလုပ်လေးရှိတာဖြစ်ပါတယ်။ ဒါပြင်နှစ်စန်းတရနေ့မှာဗုဒ္ဓရုပ်ပွားတော်တွေကိုရေသက်ပေးခြင်းနဲ့လည်းကုသိုလ်ယူလေးရှိကြပါတယ်။မြန်မာနှစ်စန်းတရနေ့မှာရန်ကုန်မြို့မှာရှိတဲ့ကျောင်းကံဖရာတွေမှာဥပုပ်သီလစောက်တည်သူတွေစီရီရင်ပြတော်ပေါ်မှာတပြက်စီလဲတန်ရှင်းရေးလှုပ်တာနဲ့ကုသိုလ်ယူသူတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။နှစ်စန်းတရနေ့မှာရက်ွက်ကျေးရွာတွေမှာရှိတဲ့လူငယ်တွေကတက်ကြီးရွယ်အိုတွေကိုခေါင်းလျှော်ပေးခြင်းနဲ့ကုသိုလ်ယူကြတယ်လို့နှစ်ဟောင်းကအညည်ကြီးတွေနှစ်သက်ကိုပါမလာစေဖို့အထိမ့်မှတ်နဲ့ဦးကောင်းစင်းခေါင်းလျှော်ခြင်းပြုလုပ်ကြတာဖြစ်ပါတယ်။